မင်းကိုမှားလိုက်တာဗမာဟောဓာတ်ပုံပါဘူးလားအေးလေပါတယ်လေအပိုင်ပေးလေဒီမှာမင်းရတယ်ဟိုကဘာသူလာလို့တွေ့ရင်စိတ်ဆိုးဦးမယ်ပြီးမှဘလို့ပြောလို့မင်းကအသေးတာတောင်းဝယ်လာပြီးမှရော့ဟဲ့အောင်ဒီပုံအေးလေဒီပုံနဲ့ဒီပုံနဲ့ပြီးတော့ကြည့်ကဲကဲတက်ချုပ်ကြီးဒီမှာကြည့်ပုံကဘောင်ဝင်ဖြစ်နေတက်ချုပ်ကြီး ဘောင်ဝင်ဖြစ်နေဒီမှာဒီပုံကြီးနဲ့ဒီဘောင်နဲ့ကဘလို့မှမဝင်ဖြစ်နေဘို့လေဒါယူနီဘောင်နဲ့ဘောင်ဝင်တာဖြစ်ပါလိမ့်မယ်ဟိုဟိုပါလေမောင်ကျက်တွေကောင်းပါဘူးမရဘူးမင်းတလွဲလှုပ်လာတယ်မောင်ကျက်တွေပုံလေးယူနီဘောင်နဲ့ဘောင်ဝင်တာလည်းမဟုတ်ငါပြမယ်မာကြီးငါဒီမှာကြီးမောင်ကျက်တွေကောင်းပေါင်းနဲ့လည်းဘောင်ဝင်အဲ့ဒါလည်းကောင်းဘူးမှာဟိုဟိုဟိုပုံပုံပုံပါလေးတပုံထက်တက်ကြီးဒီယူနီဘောင်နဲ့ပုံလည်းဘောင်ဝင်မှုမောင်ကျက်တွေကောင်းပေါင်းနဲ့ပုံလည်းဘောင်ဝင်မှုกว่าအခုဘယ်လိုလုပ်မလဲအဖလာတော့မယ်မင်းကလေအဲ့ဒါဆိုအပေါ်နဲ့တိုးကြည့်กว่าမင်းကလေ ကြည့်ဒီမှာကြည့်တက်ချုပ်ကြီးကအပေါ်နေနေရောက်တာနဲ့အောက်ခြေလွတ်သွားအောက်ခြေလွတ်သွားဘယ်လိုလဲအဲ့ဒါလေအောက်အောက်ခြေကိုနည်းနည်းတွေ့လိုက်ပေါ့အောက်ကိုဒီလိုဆွဲချလိုက်ပြန်ရင်လေသူကခေါင်းမရှိတော့တက်ချုပ်ကြီးခေါင်းမရှိတော့အောက်ဆွဲချမယ်လို့တာနဲ့သူကခေါင်းမရှိတော့အဲ့ဒါလေဟိုဘက်ပဲဒီဘက်ဘေးဟောသူဘက်ပဲအဲ့ဒါဆိုရင်လေကောင်းနေမှာပေါ့ဒီဘက်ကကျန်တဲ့ဘက်တွေကဘောင်ဝင်တော့ပြန်အမေကလည်းအရင်ကတော့မတိုးနဲ့တော့ဒီဘက်ကလည်းပြန်တိုးကြည့်ပေါ့ကွာတိုက်တယ်လို့တိုးဒီဘက်တိုးလဲဘောင်မဝင်ဘူးသူ့ဘက်ချမ်းပဲကောင်း မင်းကဘလို့မှဒီဘောင်မဝင်တဲ့ကိစ္စကိုတက်ချုပ်ကြည့်ရဘလို့လုပ်အောင်လဲငါမင်းပြောရင်ငါအစုခံရမှာကွာဒီကိစ္စငါပြောထားတဲ့ကိစ္စမင်းမဲဓာတ်ပုံဘောင်ဝင်ဆိုတော့ငါလည်းဝယ်တာတော်တော်ဘောင်ဝင်လားငါလည်းပဲတက်ဟာမင်းကွာဒီငါဓာတ်ပုံဘလောက်စိုက်ထုတ်မယ်ဘာညာအဲ့ဒါလေးငါမေးလေမသိရင်မင်းကပဲသိတယ်လို့ဘာလို့လဲဖုန်းအခုကဘောင်ဝင်တက်ချုပ်ကြည့်ဘောင်ဝင်တဲ့ကိစ္စကိုအခုအဖသည်ပြဿနာဘာလို့ရှိရငါလည်းပါတာပဲငါလည်းမင်းနဲ့ငါလည်းနှစ်ယောက်ဒီဘောင်ဝင်ပါဘူးလို့ပြောနေဒီတက်ချုပ်ဒီရောက်တို့ကမနေ့ကငါမှားလိုက်တာရပြီဒါရ ်ဒါဒီတက်ချုပ်ဘူးငါဝကနေပြီးတော့ဘာဒီဘာလို့အကြီးကဲဆိုတော့ဟာအဖေမေပုံတော်မှငါခေါင်းဆောင်မထားဘူးငါခေါင်းရင်းမှာတက်ချုပ်ရဲ့ပုံလို့ထားလားအဲ့ရလည်းဝင်ပြီးဆိုတော့ဟာတက်ချုပ်အေးငါကြတော့မယ်ပြီးငါအိတ်ချတယ်ဟောဒီလန်ကြီးလေရာတက်ချုပ်မြည်နေရမှာဟာတက်ချုပ်ဆိုငါခေါင်းရင်းလေးမှာငါကြက်ကြက်နော်နာတက်ချုပ်ပုံလေးကိုထားပြီးတော့ဖောက်ချက်တည်းရှိမလဲကွာအဲ့ဒါလေးအိုက်တက်ပုံလေးကူးကင်နာရပြီမှာဟုတ်ဟေးတက်ချုပ်ကြီးကစုံးရကြဟုတ်ပါဘူး ဂျုံတိုင်းပေါ့အိယာထားတဲ့ဒီဟာကျွန်တော်တော့မသိလဲပါလားဟုတ်ကဲ့ကျွန်တော်လုပ်ဟာမဟုတ်ဘူးလေညဟုတ်ဘူးဟုတ်ဘူးငါတို့အရင်တော့ဒီဟိုဘဂျုံဆန်းပုံတို့ဟိုဥနေဝင်းပုံတို့ငါတို့ရုံးကနေမှာချိန်တယ်မလားအဲ့လိုမျိုးပဲငါငါခေါင်းမှာငါချိန်ထားကြင်တာဟုတ်အဲတချို့ကြီးဟိုဘလို့ခေါင်းလဲကောင်းတာမကောင်းတာအတားအဆာငါချိန်ထားဟုတ်ကောင်းတာမကောင်းတာဒါဘလို့လို့ဒီမှာဒီဒီယူနီဖောင်းနဲ့ပုံဟိုလေ ဘောင်ဝင်ဦးဖြစ်နေတယ်အဲ့ဒါဒီလူဘောင်နဲ့ပုံနဲ့ဘောင်ဝင်ဦးဖြစ်နေတယ်နောက်ရိုးသွားပဲနော်ဒါလေးကနည်းသေးနေဘောင်ဘောင်ဝင်ဝအောင်ရောင်နေနည်းနည်းလေးအိုးသားခေါင်းပေါင်းနဲ့ခေါင်းခေါင်းနည်းနည်းအဖို့တင်နေမဟုတ်ဒီခေါင်းပေါင်းနဲ့ပုံကလည်းဘောင်ဝင်မြန်ဟုတ်ပါရဲ့ဒီဒီ တူးတပနာကခေါင်းမုံနဲ့ရိုက်ထားလဲခေါင်းမုံဘောင်မုံပြင်းနေပုံကလေဒီမှာဒီအပေါ်တို့လိုက်ရင်တက်ချုပ်ကြီးကအပေါ်ရောက်သွားရင်ဘာဖြစ်လဲဆိုအောက်ခြေလွန်းနေအဲ့ဒါလွတ်သွားပြီဟုတ်တာပေါ့အောက်ကိုဆွဲချလိုက်ရင်လေတက်ချုပ်ကြီးကခေါင်းမရှိတော့သူလှုပ်ချင်တယ်လှုပ်တော့အောက်ကိုအပေါ်ဆွဲအောက်ကိုဆွဲချနိုင်တက်ချုပ်ကြီးခေါင်းကဘောင်မုံပြင်းနေတာပေါ့နော်အဲ့တော့မနက်ကအဲ့ဒါဒီဘက်ဒီဘက်ဘေးလေးနဲ့တူးကြဒီဘက်ဘေးလေးနဲ့တူးကြဒီဘက်ဘေး တွန်းရင်သူ့ဘက်ပဲချမ်းကြီးဖြစ်သွားပြီချမ်းကြီးဖြစ်သွားပြီသူ့ဘက်ပဲသူ့ဘက်ပဲသူ့ဘက်ပဲလို့ဒီဘက်ဒီဘက်ဒီဘက်ပဲတွန်းနေဒီဘက်လည်းသူ့ဘက်ချမ်းပဲဗါးကျန်တဲ့ဘက်ချမ်းဘောင်ဝင်တော့ပြန်အောင်ဟုတ်တယ်အဲ့ဒီ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 သူ့ဥစားတစားလေးမရဘူးမရဘူးတချို့ပါဇက်ပဲပါတယ်တစားပဲပါဇက်ပဲကျန်တဲ့ဥစားဘောင်ဝင်ဘူးလို့လို့တချို့ကြီးကဘောင်ဝင်ဦးဖြစ်တယ်အဲ့ဒါမိဝေလာတဲ့ဥစားမင်းတို့လည်းငါမစုချင်ပါဘူးငါလည်းဓာတ်ပုံဘလောက်ဆိုင်ဘလောက်ဆိုင်ဆိုငါမပြောလည်းရဘူးကွာ မပြောလို့ရတော့ဟာမင်းတို့လည်းငါမရှိဘူးကွာမင်းငါဒီလိုလွှတ်ပစ်လိုက်ချင်တာငါတကယ်စိတ်ဟာရရဖေ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 ကတော့ဟိုးဟိုးစိတ်တူလို့ပါပါစိတ်တူလို့မလုံးနဲ့လေမလုံးနဲ့လေကြားတယ်ငါတော့ထားလေဖိုင်ပြန်ပြန်ကြားတယ်ဟာ ကျွန်တော်အဲ့ဘောင်လေးတော့ပြန်ပေးပါပါရဲ့ဘောင်ဘောင်လေးကတော့ဟိုကတုံးလို့ရသေးတယ်ကျွန်တော်အိမ်ကမင်းအဲ့ဓာတ်ပုံချက်တည်မရှိဘူးဟဲ့ချက်တည်မရှိတာလေဓာတ်ပုံဘောင်ဓာတ်ပုံကူးပေးလေးတဲ့သူကချက်တည်မရှိဘူးအဲ့လိုပြောအဲ့လိုပြောဟုတ်လေအဘဓာတ်ပုံဘောင်ဝယ်ဆိုတော့လေကျွန်တော်ကဝယ်လာတာပေါ့ဟုတ်တယ်တည်တယ်ဒါပေမဲ့ကွာဘာလုံးအဘကခိုင်းလို့လုတာအဘကတော့ချက်တည်မရှိဖြစ်သွားတယ်ငါချက်တည်မရှိတာလေဟုတ်လေဒီမင်းဝယ်လာတဲ့ ဓပုံပေါင်းနဲ့သူ့ဥစ္စာနဲ့ကထည့်ပြီးတော့ဘောင်ဝင်ဖြစ်နေတက်ချုပ်ကဘောင်ဝင်ဖြစ်နေဟုတ်ဟုတ်ဟာလေးလေဟာလေးလေဟောတဲ့ကျင်းမပြောတော့တက်ချုပ်ဘောင်ဝင်တာမဝင်တာအသာသာဟုတ်ကဲ့ဟောတဲ့ကျင်းမပြောတော့ဒီမပြောတော့ဟာတက်တီတုံးတာမပြောနဲ့တော့မပြောနဲ့တော့မအားမပြောတော့နော်မပြောတော့ပြောတော့နော်ဒီမင်းလက်တေးငါလက်တေးပြောတော့မဟုတ်ဘူးလေတရင်ပြောခိုင်းနေတယ်လေဘာပဲမပြောဘာလဲမပြောနဲ့တော့ဆိုမပြောနဲ့တော့ အဲ့ဒီအကြောင်းဓာတ်ပုံဘောင်ဝင်တာတွေမဝင်တာတွေငါပြောနေမှုသတင်းပြောတော့ဟောဟုတ်ပြီဟုတ်ပြီအဲ့ဒါဆိုရင်ညနေပိုင်းလေးနော်ညနေပိုင်းလေးရရှိလာတဲ့သတင်းလေးကိုပြောပြမယ်အဲ့ဒါဆိုရင်အဘောင်ကျွန်တော်ပထမဆုံးပြောမယ့်သတင်းလေးကဘာလဲဆိုကျွန်တော်ရေဘလူးနော်ဟောသားမြေကွာရေဘလူးကွာဟုတ်လေရေဘလူးအကြောင်းလေးပြောမယ်လို့နော်ဒါပထမအစမှာနော်အာရေဘလူးမှာဘယ်မှာဖြစ်တာလဲပေါ့ဆိုတော့ကျွန်တော်ဒီရေမြွနဲ့တဲ့ကျွန်တော်တို့ကြောင်းရကြေးရပါဘူးနော်ကြောင်းရကြေးရမှာကျွန်တော်တို့ဒီပြောရမယ်ဆိုစကမတက်ကကျွန်တော်တို့ဒီဟိုအထိုင်ချတာလေထိုင်ချပြီးကျွန်တော်ကင်းမုတ်ဝစ်တယ်ပေါ့ဗျာ ကင်းမုံဝစ်ထားတယ်ပေါ့ဒီရွာမှာကိုကျွန်တော်တို့ရဲ့ဒီစာကတ်မှာစစ်သားတွေအဲ့ဒီကင်းမုံဝစ်ထားတဲ့ကျွန်တော်ကြောင်းရကြေးရမှာကျွန်တော်ဒီပြောရမယ်ဆိုရင်စာကတ်မှာစစ်သားတွေနဲ့ရေးဘလူးနဲ့တိုက်ပွဲဖြစ်တယ်ကိုတရင်ရရှိရပေါ့တိုက်ပွဲဖြစ်တော့ငါတို့ဘက်က အခြေအနေဘယ်လိုလဲနိုင်လားရှုံးလားငါတို့ကအင်အားတွေတိုးထားတဲ့အတွက်ငါတို့အသာစီးရရနေတာဘယ်လိုလဲဘယ်လိုယူရတယ်ငါတို့ဘယ်လိုလုပ်လဲမောက်အားတွေပြောဟုတ်ကဲ့အဲ့အဲ့ဒါကြီးဆက်ပြောပြမိမယ်လေအဲ့လိုမျိုးကျွန်တော်တို့ဒီဟိုကြောင်းရကျေးရမှာကျွန်တော်တက်ဆွဲထားတယ်ကျွန်တော်စက်ကမှစစ်တက်နေကျွန်တော်ဒီရေးဘလူးနဲ့ကျွန်တော်ဟိုတိုက်ပွဲဖြစ်တယ်လို့သိရတယ်အဲ့ဒီတိုက်ပွဲဖြစ်ပြီးရင်တော့နော်တိုက်ပွဲကပြီးသွားတယ်ပြီးသွားပြီးရေးဘလူးကဘာထက်လုပ်သေးလဲဆိုရင်ကျွန်တော်တို့ဒီဟိုခမရကျွန်တော်တို့ရဲ့ဒီ၅ကုတ်တက်၅ကုတ်တက်တရင်ကိုသွားပြီးကျွန်တော်ပြောရမှာဆိုအရာရှိလိုင်းငန်းမို့ အရာရှိလိုင်းကောင်ကျွန်တော် RPG နဲ့တွားတွားပြီးတော့ပြစ်တယ်လို့သိရတယ်ဗျဘလူကပြစ်တာလေရေးဘလူကပြစ်တာလေဟာကွာဒီကောင်လေအရာရှိလိုင်းကောင်ကို RPG နဲ့ပြစ်တယ်ဆိုတော့နီးနီးလေးလေးကွာမရတယ်အဲ့နီနီလေးကိုလာခံလားအဲ့တော့ကျွန်တော်လည်းမပြောတတ်ဘူးလေးပါနော်ဟိုတူကဆိုဟိုလက်ဝါးချင်းရိုက်ပြီးလာပြစ်ခိုင်းရလားမသိဘူးလေဟုတ်ကောကွာမင်းတို့လူတွေရှောင်နေမင်းတို့တော့ငါမပြုတ်ထိအောင်မပြုတ်ဘူးငါလိုင်းလောင်းတော့ထိအောင်ပြစ်မယ်ဆိုတော့ပုံစံနဲ့ဟိုလက်ဝါးချင်းရိုက်တာဟာ အဲ့လိုဖြစ်တဲ့တိုက်ပွဲမှာပေါ့နော်ကျွန်တော်ကတော့ကြောင်းရောင်မှာဖြစ်တဲ့ဒီကင်းမုံဝင်းနေလဲကျွန်တော်ရဲ့စကားမတွေကိုလည်းရေးပြီးတော့လာပစ်တယ်ပြီးရင်ကျွန်တော်ဒီအရာရှိလိုင်းကန်းကိုလည်းကျွန်တော် RPG နဲ့သွားပြီးထုတ်တယ်အဲ့ချိန်မှာအဲ့တိုက်ပွဲနှစ်ခုမှာပေါ့နော်အဲ့နှစ်ခုမှာကကျွန်တော်တို့ဒီထိခိုက်ဒဏ်ရာရရှိသူတွေကတော့တော်တော်များတယ်လို့သိရတယ်ဗျဒါပေမဲ့ဟိုအသေးပြောက်တော့ကျွန်တော်မသိရသေးဘူးနော်အသေးပြောက်ဒီမှာရမယ်အသေးပြောက်ဒီမှာရမယ်ဟုတ်တယ်တော့အသေးပြောက်သိရပြီဆိုရင်ကျွန်တော်အဖောက်ကိုကျွန်တော်တင်ပြပေးမယ်နော်ဒါပေမဲ့လာရောက်ပြီးတော့ကျွန်တော်တိုက်ခိုက်တဲ့ကျွန်တော်ရေးဘလူးအဖွဲကတော့ကျွန်တော် ဟိုအထိကိမရှိပြန်လဲပြီးတော့ကျွန်တော်စုခါသွားနိုင်တယ်လို့သိရတယ်ပေါ့နော်ဟုတ်ပြီဟုတ်ဟောဒါလေးကကျွန်တော်ပထမသတင်းလေးတစ်ခုပေါ့နော်နောက်ထပ်သတင်းလေးတစ်ခုကိုကျွန်တော်ပြောမယ်အဲ့ဒါတော့ကျွန်တော်ငဇွန်နော်ငဇွန်နယ်ငဇွန်မြို့နယ်ပေါ့နော်အဲ့ဒီငဇွန်မြို့နယ်မှာကျွန်တော်ဖြစ်တဲ့တိုက်ပွဲလေးကြောင်းပြောပြမယ်ဘယ်နေ့ကဖြစ်တာလဲဆိုကျွန်တော်နိုဝင်ဘာလ10ရက်နေ့တဲ့ကျွန်တော်နနက်9:00နာရီမိနစ်20ခန့်မှာပေါ့နော်ကျွန်တော်ငဇွန်မြို့နယ်ကျွန်တော် မြို့သားရဲစခန်းမှာမြို့သားရဲစခန်းမှာကျွန်တော်စစ်ကား2စီးနဲ့အတူကျွန်တော်စစ်ချင်းချင်းစစ်ကြောင်းထိုးတာ ဟုတ်ပြီစစ်ကြောင်းထိုးလာနော်စစ်စစ်ကြောင်းထိုးလာတယ်ကျွန်တော်တို့ဒီကျွန်တော်တို့စက်ကမှဟိုစစ်ကြောင်းနဲ့ပေါ့ဟုတ်ပြီဒီဘက်ကကျွန်တော်တော်လိုင်းတက်ဖွဲ့နေတယ်တော်လိုင်းတက်ဖွဲ့နေတယ်ဟုတ်အဲ့စစ်ကြောင်းထိုးလာတဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့တွေကတရင်ရလို့လားမသိပါဘူးဗျာကြိုကြိုတင်ပြီးကျွန်တော်မိုင်းနေထောင်ထားတယ်ဟာမိုင်းနေထောင်ထားတယ်အဲ့တရင်ရနေကျွန်တော်တို့တည်းဖျဲသိရှိလို့ပေါ့ဖျဲသိရှိလို့ပေါ့အဲ့လိုမကျွန်တော်စစ်ကြောင်းကျွန်တော်ရောက်ပြီကျွန်တော်မိုင်းထောင်ထားတဲ့နေရာလေးရောက်ပြီဆိုတော့တော်လိုင်းတက်ဖွဲ့တွေကကျွန်တော်မိုင်းကိုကျွန်တော်ဖောက်ခွဲပလိုက်တယ်ပေါ့နော်အဲ့ဖောက်ခွဲတဲ့နေရာမှာကျွန်တော်ဟိုပြောရမယ်ဆိုရင်တော့ကျွန်တော်အသေးပြောက်ဟိုထိခိုက်တန်ရရှိပြီ ်ရှိတယ်ဒါပေမဲ့ကျွန်တော်အသေးဘယ်လောက်တည်တယ်ဘယ်လောက်ထိခိုက်တယ်ရရှိတယ်ဆိုတော့ကျွန်တော်မသိရသေးဘူးဟုတ်တည်တည်အောင်လို့တည်အောင်လို့တည်အောင်လို့ပြီးမှရမယ်ပြီးမှရဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အာပြောမှဆိုရင်တော့အဲဆက်ပြီးပြောမှဆိုထိခိုက်တယ်ရဒီသူတွေကတော်တော်များများရှိတယ်ပြီးတော့တည်ဆုံးတဲ့လူကတော့၄ဦးကတော့ကျွန်တော်မျက်မြင်ကျွန်တော်တွေ့ရှိတယ်ကိုသိရတယ်ဗျဟုတ် လေးဦးကတော့သိတယ်လေးဦးကတော့မျက်မြင်သိတယ်မျက်မြင်သိတယ်ဟုတ်ဘုံငါတို့မျက်ကွယ်မှာသိတဲ့လူတော်များတယ်အဲ့ဒါကိုတော့ကျွန်တော်ကရေတော့ကိုကျွန်တော်မသိရသေးဘူးဟောတိုက်ပွဲအတွက်မှာကျွန်တော်လေးဦးကတော့ချစ်ချစ်သူလှမ်းမြင်ရတာပေါ့လေးဦးကတော့သိသွားတယ်ဟောထိခိုက်တန်ရရှိတဲ့ကျွန်တော်တို့ဒီကျွန်တော်ရဲ့စကားမှာရဲပေါ်တွေတော်တော်များတယ်သိရတယ်ဗျဟုတ်ဟာငါတို့ဘက်ကအသေးကြာဝါတော်များပါလားဟုတ်ကဲ့အဲ့လိုကျွန်တော်တို့ဒီမိုင်းတောင်နဲ့တဲ့အချိန်မှာပြောမယ်ဆိုစစ်ကြောင်းကိုမိုင်းခွဲလိုက်တဲ့အချိန်မှာကြံတဲ့ဟိုပါမသေးသေးတဲ့လူတွေ ဒန်ရတဲ့လူတွေကကျွန်တော်တို့ကဘဲကိုပြန်ပြေးလဲဆိုရင်ကျွန်တော်ဒီကျွဲစင်းရွာဆိုတာကျွဲစင်းရောနော်ဒီကျွဲကအမဲပဲငါကြောက်ဘူးတယ်ကွာနော်အဖြူပဲငါကြောက်အမဲနဲ့ဖြူပဲငါကြောက်တယ်ဒီကျွဲကဘာလို့စင်းသွားလဲစင်းတာမဟုတ်ကျွဲစင်းရွာကျွဲစင်းရွာအော်ကျွဲစင်းရွာအဲကျွဲစင်းရွာအဲကျွဲစင်းရွာကိုကျွဲစင်းရှိနေရစင်းရှိအားမှာမြေကြီးတူးပြီးတော့လေအဘတို့လိုပဲခြေထဲဝင့်နေတာဒီကလေးက တော့ခါရောက်တွေ့ရပြီးတော့မတော့ဘူးဟုတ်ဟုတ်ဟုတ်ဟိုကျွန်တော်ခုနကမိုင်းခွဲမိုင်းခွဲခံရတယ်မိုင်းခွဲခံတော့သူကစင်ကလေးထွက်ပြေးတယ်အဲ့ထွက်ရွထွက်ပြေးဟိုတွေ့ရရွာကိုဝင်တာပေါ့ဗျာအဲ့ဝင်နေရွာဘာရွာလဲဆိုတော့ကျွဲစင်ရွာအဲ့ကျွဲစင်ရွာကိုဝင်ရောက်ပြီးတော့တဲ့ဘာလို့လဲဆိုရင်ကျွန်တော်ရဲ့ဒီစကားမစစ်သားတွေကအဲ့ရွာမှာရှိတဲ့ပြည်သူတွေရဲ့ရွှေတွေငွေတွေတံပိုးရှိကျွန်တော်ပစ္စည်းတွေကိုယူဆောင်တယ်ဟေးပြီးရင်ကျွန်တော်ပြည်သူတွေကိုဖမ်းတယ်ဟာပြည်သူတွေဖမ်းပြီးဘာလုပ်လဲဆိုတော့ကျွန်တော်လူသားတိုင်းပြီเนาะလူသားတိုင်းပြီကျွန်တော်ဟိုလုတ်တယ်ပေါ့เนาะ အဲလုပ်ပြီးတော့ကျွန်တော်တို့ဒီပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီရောက်ရှိနေတဲ့ဒီကျွဲစိန်ရွာနေပြီးတော့ကျွန်တော်မြို့သားမြို့သားမြို့ကျွန်တော်ပြန်လည်စပြီးတော့ထွက်လာလေစစ်ကြောင်းထွက်လာလေမြို့သားမြို့ကျွန်တော်ပြန်သွားတယ်ဟုတ်ပြီပြန်သွားတဲ့အချိန်မှာကျွန်တော်ရေးဘလူးဖွဲ့ကနေထပ်မှန်ပြီးကျွန်တော်တို့တိုက်ခိုက်တယ်အော်ဂျားဖြတ်ဝင်မကောက်ပေါ်တင်ကိုမျက်နှာချင်းဆိုင်ပြီးတော့တိုက်တာဟုတ်ကဲ့ပထမတစ်ခါကျွန်တော်မိုင်းဆွဲတယ်မိုင်းဆွဲလို့သူကရွာထဲကိုဝင်ပြေးတယ်အဲရွာထဲမှာရှိတဲ့ရွှေတွေငွေတွေယူတယ်ပြီးရင်ကျွန်တော်ပြည်သူတွေကိုဖမ်းတယ်ဖမ်းပြီးတော့စစ်ကြောင်းပြန်ထွက်လာတယ် ြန်ထွက်လာလဲဆိုတာကရှေ့ကိုမတိုးတော့ကျွန်တော်ပြန်ထွက်လာတဲ့မြို့သားမျိုးကိုပြန်လာတယ်။အဲ့ဒီကိုပြန်လာတဲ့လမ်းမှာလည်းကျွန်တော်တော်လိုင်းတစ်ဖွဲ့တည်းကနေပြီးတော့ကျွန်တော်ဒီ40မမဘုံသီးတွေနဲ့ကျွန်တော်တို့နှစ်ကြိမ်တိတိကျွန်တော်ပြစ်ခတ်တယ်လို့ကျွန်တော်သိရတယ်ပေါ့နော်ဟာငါတို့ဘက်ကအတိပြုတ်တွေအဲ့ဒါတော်တော်များမှာပေါ့ဟုတ်ကဲ့အဲ့ဒီမှာတော့ထပ်ပြီးတော့ဒုတိယတစ်ကြိမ်ထပ်မှန်ပြီးကျွန်တော်တို့ဒီ40မမနဲ့ပြစ်တဲ့အချိန်မှာတေတာတော့ရှိတယ်ဟိုဒဏ်ရာရှိတယ်ဒါပေမဲ့ဘလောက်တေတယ်ဘလောက်ဒဏ်ရာရတယ်ဆိုတာကျွန်တော်မသိသေးဘူးသိရရင်တော့အဖောက်ကျွန်တော်တင်ပြပေးမယ် ရေဘလူးကလက်ဆောင်ထည့်နေတာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါငါတို့ဘက်ကရေဘလူးကအတွေးထူအောင်လုပ်နေတာပဲဟုတ်ပါပြီပါနော်ဒါလေးကဒါရေဘလူးရဲ့သတင်းလေးပေါ့နော်ဟောဆက်လက်ပြီးတော့အဘောက်ကျွန်တော်တင်ပြပေးမယ်ဟိုသတင်းကတော့တာစီတာစီပေါ့နော်တာစီတာစီရွာတဲ့နော်တာစီရွာတဲ့တာစီရွာမှာရှိရကျွန်တော်ကြောက်စစ်ပုံကျွန်တော်ရဲ့အမြောက်တာစီရွာမှာဒီကောင်ကြောက်စစ်တွေကဘာလို့ပုံတာလဲကြောက်စစ်မပုံနဲ့သူဖြန့်လာလေငါတို့ဒီကရုတ်ကျွေးဒီအရှိမာတို့ဖြန့်လာလေကြီးမတိုးဘူးပေါ့ဟုတ်ဘူးလေပါကျွန်တော်ပြောတာဒီဟွာလေတာစီရွာမှာရှိရကြောက်စစ်ပုံအမြောက် ော်ကျောက်စစ်ဖို့အမြောက်အော်အမြောက်အမြောက်တက်အမြောက်တက်အမြောက်တက်ဟုတ်ပြီဟုတ်အမြောက်တက်ကိုပြန်လာတဲ့ကျွန်တော်တို့ရဲ့ဒီအကျမ်းဖက်စစ်တက်တယ်ပေါ့နော်ဟုတ်ပြီဟုတ်ဟောကျော်တက်ဂျားပြတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းလို့ကျွန်တော်ပြောပြမယ်ဟုတ်ပြီအဲ့တော့ဘယ်နေ့ကဖြစ်တာလဲဆိုကျွန်တော်နိုဝင်ဘာလ17ရက်နော်မနက်၈နာရီခွဲဝင်းကျင်ကတဲ့တာစီရွာကနေကျောက်စစ်ဖို့အမြောက်တက်ကိုပြန်လာတဲ့ကျွန်တော်အင်အား80ခန်းရှိတယ်ကျွန်တော်တို့ရဲ့အကျမ်းဖက်စစ်ချက်စစ်ချက်တွေရောမင်းအစမ်း ်ဟောအစမ်းဘက်တော့မဟုတ်အကျမ်းဘက်အကျမ်းဘက်အကျမ်းဘက်စစ်တက်အေးအဲ့တော့မပြောနဲ့ဟုတ်စက်တန်းတက်ဟောစက်တန်းတက်အေးအဲ့လိုလေးပြောအဲ့စက်တန်းတက်စစ်တက်ကိုတဲ့ကျွန်တော်ဒီဟိုရွာနာမည်လေးဖတ်တာနည်းနည်းခက်ခက်ခဲရှိတယ်တရားနော်ဓာမင်တဲ့ရွာတဲ့ဓာမင်တဲ့ဓာတွေကအပင်နေတောက်ထားတာဘာလို့ဘာလို့လာရင်ခုတ်တတ်မယ်ဆိုဘေးပေါ်လူခုတ်ရမလို့ဓာတွေတိန်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 ဟောမဟုတ်ရွာနာမည်တွေပေါ့ဓာမင်တွေရွာတဲ့ကိုးပင်ရွာနဲ့ ထမ်းပင်လှရွာနီးဟောထမ်းပင်တော့တော်လှမှာအေးဟုတ်တယ်ဟုတ်တယ်ထမ်းပင်ကြီးတွေတဝဲဝဲပင်ပင်ကြီးတွေတမက်မက်အဲ့လိုမျိုးနေပါလေဟုတ်ကဲ့ပါနော်ကျွန်တော်ရွာနာမည်ဒီဖတ်တာနည်းနည်းတော့ဟိုကဖြစ်တယ်နော်အဲ့ထမ်းပင်လှရွာအဲ့ရွာ၃ရွာအနားပေါ့ရောက်ပါတဲ့တော်လိုင်းတက်ဖွဲ့တွေကကြားပြတ်ပြီးတိုက်ခိုက်ခံရတယ်လို့သိရပါတယ်ဗျဟာနော်တိုက်ဝါပြန်ပြီလားတိုက်ဝါတိုက်ဝါအင်အား80ပါတယ်ဟာအင်အား80ပါတယ်ကျွန်တော်အမြောက်တက်ကိုပြန်လာတာအဲ့ဒါကိုကြားမှာကျွန်တော်တော်လိုင်းတက်တွေကဝင်ရောက်ပြီးတော့ကြားပြတ်တိုက်ခိုက်တယ် အဲ့ဒီတိုက်ပွဲအတွင်းမှာတဲ့ကျွန်တော်ဒီကြောက်စစ်ပုံကျွန်တော်အမြောက်တက်ကနေပြီးလက်လက်ကြီးနေတယ်ကျွန်တော်ပြစ်ကူပေးတယ်။အပြစ်ကူပေးရမှာပေါ့ပြစ်ကူပေးတယ်။ကိုလူဒီဘက်ကနေပြီးအသာစီးရအောင်။ပြီးတော့ကျွန်တော်အနောက်မြောက်တိုင်းစစ်တပ်နာချုပ်နော်အနောက်မြောက်တိုင်းစစ်တပ်နာချုပ်ကနေပြီးဘာလဲဆိုကျွန်တော်စက်တက်လင်းဒီတွေစက်တက်လင်းဒီတွေလာပြီးတော့ကျွန်တော်တို့လာပြီးဝိုင်းကူပြစ်ပေးတာကြီးရှိတယ်ပေါ့နော်။ဟုတ်ပြီဟုတ်ပြီ။ရှိပါတယ်အခုပြောမယ်ဆိုတော့ခုနကအယောက်80ရာတော်တော်အထိနာနေတယ်ပေါ့နော်။အထိနာနေတဲ့အချိန်မှာတဲ့ကျွန်တော်တို့ဒီစမ်းဘက်စစ်တက်စစ်ကြောင်းကိုဒီကြောက်စစ်ပုံကနေအမြောက်တက်ကနေအမြောက်တိုင်းဝိုင်းပြီးတော့ပြစ်တယ်ပြီးရင်တံပြားကကားတယ် တန်ချက်ကကားတန်ပြားတွေကားထားတာပါတန်ချက်ကတန်ပြားတွေနဲ့ကားထားတာကားတွေကတန်ချက်တွေမရှိတော့ဘူးမရှိတော့မရှိတော့အရေးကြိုးပို့လိုက်ပြီအရေးကြိုးပို့လိုက်တော့ဒီမင်းရိုးတွေ့တဲ့တန်ပြားကိုပဲကားထားတာဟုတ်ရိုးကားကိုပဲတန်ပြားတွေကားထားတာအဲ့တန်ပြားကကားနေလာရောက်ပြီးတော့ကျွန်တော်ဒီဒန်ရတဲ့လူတွေလာရောက်ခေါ်ဆောင်တယ်လို့သိရတယ်ဟိုတေဆုံးတဲ့အယူတက်ကိုတော့ကျွန်တော်မသိရသေးဘူးပါနော် တကယ်လို့သိရရင်တော့ကျွန်တော်အဖအကိုကျွန်တော်တင်ပြပေးမယ်ဟုတ်နော်ဟုတ်ကဲ့ဒါကတော့ဘာမှဖြစ်တာဆိုတာစီရွာကြောက်စစ်ပုံအမြောက်တက်အဲ့မှာဖြစ်တဲ့သတင်းလေးနောက်တဲ့ကျွန်တော်တို့ဟိုတခုကတော့အပ ဟိုအဘတပည့်အားကြကြရဲ့သတင်းလေးကိုကျွန်တော် ပြောရမှာပဲငါတပည့်အားကြကြပါလေလို့ဒီကောင်လေးဘာဟိုတောက်ပေါင်းနေလုတ်ပြန်ပြီဟုတ်ကဲ့အဲ့အားကြကြပေါ့အဘတပည့်အားကြကြကဘာပြောလဲဆိုအခုလုံမဲ့အဘတို့လုံမဲ့ဒီရွေးကောက်ပွဲအဲ့ရွေးကောက်ပွဲအတွက်ဆိုပြီး तू ကဟိုလူလူဒီလူဒီရှင်ရပါတော့เนาะအဘเนาะအဲ့လိုပြောအောင်ပေါ့လူဒီရှင်ထွက်ပြီးတော့ तू ကဟိုဗလီပလာကြီးပြောတဲ့စကားလေးရှိတယ် ဘူးဘူးဘူးလူတွေပြောလို့ငါငါငါကောင်လုတ်ပြန်ပြီကွာဟုတ်ကဲ့ तू ကဘာပြောွားလဲဆိုတော့အချက်၄ချက်နဲ့ခေါင်းစဉ်၄ခုနဲ့ပြောွားတယ်ပေါ့နော်ဟိုနံပါတ်ကြီးချင်းနဲ့လာပြန်ပြီဒီကောင်ကနံပါတ်၁စကားဘာပြောွားလဲဆိုတော့ဖာစကားချင်းချာယူစကားပြောသွားပါတယ်တဲ့အဲ့ဒါ तू ကဘယ်လိုပြောွားလာလဲဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီကိုနိုင်ငံကိုတမိုင်းကြောင်းနဲ့အညီတဲ့ဆောင်ရွက်ကြရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာတဲ့ကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းတက်တက်ဖြစ်ပါတယ်တဲ့ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူတွေရဲ့ အေးတက်တက်တာဖြစ်ပါတယ်တဲ့ဟာအဲ့လိုပြစ်တယ်ဆိုပြီးတော့ဒီအဘတပည့်အကြကြာကနေပြီးတော့ဖာသကားချင်းကြားရုပ်စကားကြီးပြောကြတော့ပါဘာဟုတ်ပြီငါတို့နိုင်ငံမှာလုပ်တဲ့ရွေးကောက်ပွဲကငါတို့ပြည်သူရေးပဲဖြစ်တယ်ဆိုရင်နိုင်ငံတကာကအားမကိုးနဲ့လေဟုတ်နိုင်ငံတကာကအားမကိုးနဲ့ဟာဒီကောင်ကလေကွာပြောနေတလွဲနေကြီးပဲအဲအကြောင်းတော့ပထမတစ်ချက်ဒါနံပါတ်၄ချက်မှာနံပါတ်တစ်ချက်ပြောရတာဖာသကားချင်းကြားရုပ်တစ်ချက်ပြောရတယ်ဒုတိယတစ်ချက်ကျတော့ဘာပြောလဲဆိုတော့ကမ္ဘာနိုင်ငံအသီးသီးကိုစိန်ခေါ်သွားတယ်ဆိုတဲ့စကားပြောသွားတယ် နော်ဘယ်သူကစိတ်ခေါ်လာလဲအဲ့အားကြကြပါဟာဒီကောင်လုံးပြန်ပြီကွာဘာလို့ရှိမှဘာမှမပြည့်စုံလဲဥစ္စာဦးမေဟုတ်ကဲ့မကြောက်နဲ့မကြောက်နဲ့တကယ်လာတော့မှာတကယ်လာတော့မှာငါဒူးတွေဆက်ဆက်တုံနေပြီဟုတ်ကဲ့အားကြကြဘယ်လိုပြောသွားလဲကျွန်တော်ပြောပြမယ်နော်သူကပြောမယ်အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာမှဝေဖန်ကန့်ကွက်မှုများကိုလစ်လွရှုပြီးတဲ့တိုင်းတစ်ပါးနိုင်ငံများ၏ဩဇာအာဏာနဲ့မိသည့်ဝင်ရောက်စွပ်ပတ်မှုများမှရွေးကောက်ပွဲကိုပြတ်ပြောင်းအောင်မပြုတ်လုံနိုင်ဘူး အဘတပည့်အကြရကကမ္ဘာနိုင်ငံအသီးသီးကိုစိန်ခေါ်သွားပါလေခင်ဗျအဲ့ဒါဆိုရင်တရုတ်ကြီးနဲ့ရုရှားကိုလည်းသူတို့ကနေအာမကိုးနဲ့လေအေးလေဟောင်းအာသူတို့အာကိုးနေပြီအခု तू ကပြောတော့ဘယ်နိုင်ငံမှ तू ကဂယူးမဆိုင်ဘူးကိုယ်နိုင်ငံရေးဖြစ်တဲ့ကြောင့်ကိုယ့်ကိုလုံမယ်ဒါဒုတိယဟိုကဒုတိယတစ်ချက်ပေါ့နော်ဟုတ်တတိယတစ်ချက်ရှိသေးတယ်အဘတတိယတစ်ချက်ကဘာလဲဆိုကျွန်တော်တို့ဟာတဲ့မြန်မာနိုင်ငံသားတွေဖြစ်ပါလေတဲ့ မြန်မာနိုင်ငံသားတွေအနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးခွင့်ရှိပါတယ်တဲ့မြန်မာအရေးကိုရွေးကောက်ပွဲမဲပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအသီးအမှတ်ပြုတ် ဆုံးဖြတ်ရမှာဖြစ်ပါတယ်တဲ့ဒါဆိုရင်လုံလောက်နေပါပြီဆိုပြီးတော့အဲ့အဘသဘက်အကြကြကနေပြီးတော့ကျွန်တော်ဒီအဆက်တရားမဲ့ဆိုတာ ਨੇ ပြောကြသွားတယ်ပေါ့နော်ဒီရွေးကောက်ပွဲကိုမြန်မာနိုင်ငံသားတွေပဲလုပ်မယ်ဆိုရင်အဲ့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံတိုင်းရင်းသားတွေရောဒီရွေးကောက်ပွဲကိုကျင်းနိုင်ရလားမကျင်းနိုင်ဘူးလေဟုတ်ပြီနော်မကျင်းနိုင်တာမဟုတ်အတိမတ်ကိုမပြူအတိဟုတ်ဟုတ်ပြီဒါလေးတော့အတိမတ်မပြူဘူးသူပြောရတယ်အခုလုံးဘူးပေါ်ဆိုတော့ပေါ်ကုန်ပြီလေကွာနောက်ဆုံးတစ်ချက်ရှိသေးတယ်ဗျနောက်ဆုံးတစ်ချက်ရှိသေးတယ်အဲ့ဒါတော့ဘာပြောသွားလဲဆိုတော့ MLD အစိုးရ ဒီမိုကရေစီစနစ်ကိုတဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော် NLD အစိုးရပေါ့အဲ့ဒီအစိုးရကတဲ့ဒီမိုကရေစီစနစ်ကိုရည်ရချက်ရှိရှိဖျက်ဆီးခဲ့မှုကိုတဲ့စစ်တပ်ကပြန်လည်တိဆောက်ပေးနေရတယ်ဟုအဘရဲ့တပည့်အကြကြကဗလီဗလာနဲ့အယူစကားတွေပြောကြသွားပါလေခင်ဗျာကွာဒီကောင်ကွာလှုပ်ချလိုက်ပြန်ပြီကွာတခုမှလည်းမဟုတ်ဒီကောင်လို့တော့ဟုတ်ပြီ။ဟိုကိုနိုင်ငံရဲ့ဥစ္စာကိုကိုနိုင်ငံမှာနေကိုနိုင်ငံလုံးမယ်ဆိုရင်ကိုနိုင်ငံသူနိုင်ငံသားကို ဒီကိုနိုင်ငံစစ်တပ်ကဘာလို့ပြန်တတ်တာလဲအေးအဲ့ဒါအဘပဲသွားမေးလေတချို့ကြီးဒီကောင်ကငါမပြောချင်တော့ဘူးကွာဒီကောင်လည်းဒီကတန်းငယ်လေးတရင်တင်ပြလဲပါဗျနော်တန်းငယ်လေးတရင်တင်ပြမယ်မင်းအတ္တတန်နေရာမင်းကဝင်ယူမလို့လားမဟုတ်ဘူးကွာဘောလုံးကတော့တရင်ပြဝိုင်းတန်းငယ်လေးတန်းတန်းငယ်လေးတရင်လေးနော်မနော်တန်းငယ်လေးဘောင်ဝင်တဲ့အလုပ်တွေမလုပ်တန်းငယ်လေးဘောင်ဝင်တဲ့အလုပ်တွေပဲလုပ်ဟုတ်မင်းတချို့ဘောင်ဝင်တော့မရှောက်မမပြောနဲ့တန်းငယ်လေးတရင်လေးပြောပြမယ်ဒီကကျတော့ပေါက်နဲ့မြိုင်မျိုးနဲ့အတွင်းမှာဗောနော် စစ်တပ်ကစစ်ကြောင်းထိုးပြီးတော့တဲ့ကျေးရွာအတွင်းရှိပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူတောင်းတဲ့ချီတော့ပြည်သူများထွက်ပြေးနေရတယ်။ဘာလို့ကတော့မသိရင်ဟိုသားဘာလို့ပဲရှာဖွေထားသလိုပဲစိတ်ကြိုက်ခိုးယူပြောတော့69ရာဂိုင်းတုန်းကထောက်ခံပါလေ။ဟုတ်တယ်။တည်တည်တဲ့လူတွေဒီကကြတော့ဒီဘေးရင်ဆက်ပြာကျင်းရွာဘူးတဲ့ဆက်ပြာဆက်ပြာဘာလို့ကျင်းတာလဲဟိုတန်ရှင်းသွားအောင်လို့လေဘာလဲဆက်ပြာကျင်းရွာဆက်ပြာဒါနမယဆက်ပြာကျင်းရွာ ဆက်ပြချင်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဇက်တိုက်ဘုံကျဲမှုပြည်သူများထိခိုက်ဒဏ်ရာရပြီးဒဏ်ရာပြင်းထန်သူများပါဝင်ကနေအများလဲမီးလောင်နေတယ်ဒါပဲလုပ်တတ်တယ်အာနေပြည်သူတွေကိုဘုံကျဲမယ်မီးရှို့မယ်မီးရှို့မယ်ငါ့ကိုမပြောနဲ့လေငါ့ကိုမပြောနဲ့လေမင်းချက်ချုပ်ကိုသွားပြောလေမျိုးသမီးတွေဆိုရင်မရင်းကျင်ပဲဒါတရားလေးတော့တရားလေးတော့မယ်ဝတ်မယ်ဓမ္မနိုင်ငံဝင်းနဲ့စည်ရေးအချိန်မြင့်နိုင်ငံဝင်းစည်ရေးအချိန်မြင့်တိုက်ခိုက်နေသည့်စစ်ကောင်းတော်တက်ချုပ်ကြီးအားတရုတ်စီမံကိန်းများအမြန်ဖော်ဆောင်ရန်အတွက်၎င်းကိုယ်တိုင် ဥဆောင်စီကောမဒီဖွဲ့စည်းပြီ။ဟုတ်။မင်းခုပြောတဲ့သတင်းနဲ့ခုနအကြကြပြောတဲ့သတင်းနဲ့တခြားစီဖြစ်နေတယ်။ပြောတော့ဗားဘယ်နိုင်ငံမှလဲ။ဘယ်နိုင်ငံမှအာမကိုဘူးတဲ့။အခုမှကျန်တရုတ်နဲ့ရုရှားကိုအာကိုနေအခုတရုတ်ကြီးကိုအာကိုနေပြီ။ခုနမင်းငါးတပည့်အကြကြပြောရတယ်ဒီသရာဒီသတင်းနဲ့တခြားစီဖြစ်နေကွာ။အပေါ်မှာဖုန်းအောက်ကပေါ်တယ်အောက်ကဖုန်းအဲကြောင့်ပြည်သူတွေကအရင်တော့ပြောတရုတ်အာကိုမအားလားဆိုပြီးတော့ဟုတ်ပါဘူး။အခု ဆိုပြောတာရှင်းရှင်းလေးမြမအတန်လိန်နေသည်မြောက်ဒီညာနေသည်အဲ့လိုဖြစ်နေတယ်ဟုတ်ပါတပါးတော့အရှက်မရှိဖြစ်နေသည်ဒီတည်းကတော့ဟုတ်ပါဒီတည်းကတော့ဒါပေါ့ပေါ့တန်တန်တော့မဟုတ်ဘူးတော့ဟုတ်အခု तू ရတာ तू ကတူးလို့မဟုတ်ဘူးလေအမှသူ့ရဲ့တပည့်တွေများအဘားလိုမျိုးတွေလည်းရှိတယ်လှုပ်ခိုင်းလို့ရတယ်လေအဲ့ဒါကို तू ကိုယ်တိုင်လှုပ်တယ်ဆိုရင်ဟုတ်တယောက်ကြီးရဲ့ဟိုစီးပွားရေးတွေအခြေအနေမကောင်းတော့ဘူးထင်တယ်နော်ဟုတ်တယ်ဗျဟိုစီးပွားရေးမကောင်းနေမကဘူး တက်ချုပ်ကလေခုတက်ချုပ်ဆိုတဲ့ယာဒူးနဲ့တက်ချုပ်ယာဒူးနေရာမှာ तू မနေဘူးအောက်ကိုစဉ်းစားပြီးလုပ်တယ် तू ကပေါ်လွင်ချင်တာအာ तू ကနေတော့မယုံတာပါအဲမယုံအဲ့ဒါလေပါတာပေါ်လွင်ချင်တာဟာဒါလေးလုပ်တယ်နော်ပြည်သူတွေနော်ကျွန်တော်ဒီဥစ္စာကိုကျွန်တော်ကိုယ်တိုင်ဆင်းလုပ်တယ်နော်ဟာတွေ့တယ်မလားသူ့လူတွေငါဒီကိုယ်တိုင်ဆင်းလုပ်တယ်မင်းတို့မလုပ်လို့ငါလုပ်ရတယ်လောက်ပေါ်လွင်ချင်ရင်ပြောလိုက်အယူနီဘောင်းတွေချုပ်ပြီးပစိုးချုပ်ပြီးတော့ငေါတို့ထိုင်နေလိုက်တော့လူတွေလည်းထိုင်လို့မရဘူးအဲ့လိုပေါ်လွင်ချင်တယ်ပြီးတော့အဓိကမင်းပြောသလိုမျိုးပဲ ။ तू ဟိုဘဘလောက်ဘာချက်ချလိုက်တယ်ဘလောက်လုပ်နေလဲ။အောက်ကလူတွေယူမာဆိုလို့ခိုးမာဆိုလို့ तू ပဲလော်ကြည့်အောင်တာ။တကင်းလေးဆက်ပြောမယ်နော်ဗာနော်။ तू ပဲခိုးမယ်။ဟာစစ်တပ်ရွေးကောက်ပွဲကိုတဲ့ထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းတွင်နာမည်ကျော်မင်းသားမင်းသမီးအမှုပညာရှင်များအားလုံးပါဝင်ရေး Forever Group မှာတဲ့စစ်တောင်လန်ရီဟောင်းအရာရှိဟောင်းတိန်းထွန်းအောင်ကတဲ့ဦးစီး ဖိအားပေးနေဟုသိရတယ်။အဘအဘသိရနော်။ဟုတ်တယ်ငါသိတယ်ငါသိတယ်ငါသိတယ်။လာမဲ့ဒီဇင်ဘာလ28ရက်တွင်စတင်ပြုလုပ်မဲ့စစ်ကောင်စီရွေးကောက်ပွဲတွင်နဲ့မဲသွားပေးရန်အတွက်အဆိုတော်ချုပ်တိုက်တွန်းလှုပ်ဆော်နေသည့်ရုပ်သံများကိုစစ်ကောင်စီဝါရပြမီဒီယာများကသတင်းဖြန့်ဝေနေသည်တဲ့။ရင်းရုပ်သံများတွင်ပါဝင်သောအဆိုတော်များမှနီနီခင်သောမိဇန်နီချမ်းမြင့်မောင်ချူမေလာတန်စင်ဖိုးကန်နှင့်ဟန်နီတာတို့ဖြစ်ပါသည်။အာလာပြီလာပြီ။နီခင်သောမင်း ဒီဥဒ္ဒါလုံသားတော့မလို့တော့ဒီဥဒ္ဒါအန်အေလက်ထက်တုန်းကဟာမေစုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရှင်းနေပါဆိုတော့ချင်းချင်းခါကရှုံးလေအဲချင်းချင်းခါကရှုံးနေဆိုပြီးတော့သူကလုံသားတာတော့ဟုတ်ပါဘူးအဲ့ရလေးတင်ပြတယ်ပေါ့နော်အခုကျတော့ဗာဘာရဲ့စီးရင်လေးနော်သေစီးရင်လေးတင်နော်သေစီးတင်ပြပေးပါမယ်အာပြေ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 ာငါလည်းဥမာဒီတက်ချို့ဘောင်ဝင်အောင်လို့တော့နောက်တော့ငါဘောင်ကြီးကြီးကတက်ဝင်ရအောင်မယ်ငါ၁၀ရက်၁၇လ2025မန္တလေးတိုင်းကစုံမြို့နယ်မှာ၄ဦးတည်ပါတယ်ဗျ တနင်္လာရီတိုင်းလောင်းလုံမြို့နယ်မှာ၄ဦးအလင်းဝင်ပါတယ်ဗျမွန်ပြည်နယ်မော်လမြိုင်မြို့မှာ၃ဦးသေပါတယ်ဗျကရင်ပြည်နယ်မြဝတီမြို့နယ်မှာ၂ဦးလင်းဝင်ပါတယ်ဗျစကိုင်းတိုင်းစလင်းကြီးမြို့နယ်မှာ၁ဦးလင်းဝင်ပါတယ်ဗျအဲ့တော့တေဆုံးသူနဲ့အလင်းဝင်သူအားလုံးပေါင်းစုစုပေါင်း၁၄ဦးပါဗျသွားပြီသွားပြီသွားပြီမတို့ကလည်းနေရာတကာမှာရှုံနေနေတယ်အလံမြူတွေထောင်နေရတယ်လက်နက်တွေပေးနေရတယ်အခုတေသွားတာဘယ်နှယောက်လဲ၁၄ယောက်မတို့ဘက်ကလေဟုတ်တယ်၁၄